ုင်းပြည်နယ်အတွင်းအာရခတက်တော် AA ကတိမ့်ပိုက်ဖို့ကြန့်ရှိနေသေးတဲ့မြို့တွေကိုဆက်လက်တိမ့်ပိုက်နိုင်ဖို့အတွက်ကြိုးပမ်းနေတဲ့အချိန်မှာမြမစစ်တပ်ဘက်ကကြီးရည်လေးဖူပေါင်းစစ်ဆင်ရေးတွေနဲ့အပြန်အလှန်ထိုးစစ်ဆင်နေတာကြောင့်နှစ်ဖက်ထိတွေ့တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေပါတယ်။ဒါကြောင့်ရခိုင်ပြည်သူတွေအနေနဲ့စိတ်ရည်သတိရှိကြဖို့အာရခတက်တော် AA ကအော်တိုဘားလ10ရက်နေ့ကထုတ်ပြန်သတိပေးလိုက်ပါတယ်။ ်အာရခတက်တော် A နဲ့ရှက်ကောင်စီတက်တော်ဟာရခိုင်ပြည်နယ်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့မကွေးတိုင်းနှစ်ရီကန်ပဲခူးတိုင်းညောင်ကျိုးပြူဟာကုန်းနဲ့ AR တိုင်းအဆက်ကလေးမျက်နှာမြို့နယ်တို့မှာနေတိုင်းဒီပါတိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါဗျ။အာနာသိန်းစစ်တပ်က ကြီးကျောင်းကနေရခိုင်ပြည်တဲကိုစစ်မစင်နိုင်သေးပေမဲ့ရေပြင်မှာစစ်သည်မော်တွေကနေပြည်သူတွေကိုဖမ်းဆီးနေသလိုလက်နက်ကြီးတွေနဲ့မြို့တွေကိုပစ်ခတ်တာလေကျောင်းကနေပုံကျဲတာတွေကိုလုပ်နေတယ်လို့အေးရဲထုတ်ပြန်ချက်မှာပါရှိပါတယ်။စက်တင်ဘာနဲ့အောက်တိုဘာလတွေအတွင်းမှာစစ်သည်မော်တွေကအရသာပြည်သူ24ယောက်ကိုဖမ်းဆီးထားတယ်လို့အေးရဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်တန်လွဲမြို့ကိုလည်းစစ်တပ်ကအော်တိုဘားလ10ရက်နေ့ကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့အေအေရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျရှင်။ စကိုင်းတိုင်းချောင်းမြို့နယ်ရှမ်းထိုးရွာနယ်ငါးလုံးတင်ဆက်မြေဘက်ကိုစစ်ကောင်မရှင်တပ်ကအော်တိုဘားလ10ရက်နေ့ည10နာရီကျော်လောက်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်အရသား2ယောက်သေဆုံးပြီးကလေးငယ်2ယောက်ထံရပြင်းထန်ရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ချောင်းမြို့ထွေရုံယုံကနေစစ်တပ်ကလက်နက်ကြီး6လုံးပစ်ခတ်ခဲ့တာကြောင့်အသက်35နှစ်အရွယ်အမျိုးသမီးတအူပွဲချင်းပြီးတိဆုံးက3ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တာပါ။ အဲ့ဒီထဲကအသက်60ကျော်အရွယ်အမျိုးသမီးတယောက်ထပ်မံသေဆုံးခဲ့ရတယ်လို့ဒေသခံတယောက်က ပြောပါရယ်။အော်တိုဘားလ17ရက်နေ့မနက်6နာရီအချိန်မှာဒဏ်ရာပြင်းထန်တဲ့အမျိုးသမီးကြီးကဆေးဝါးနဲ့သွေးမရရှိတဲ့အတွက်ထပ်မံသေဆုံးသွားခဲ့ကောင်။ကျန်းတဲ့ဒဏ်ရာရှိတဲ့နှစ်ယောက်ကတော့ကလေးငယ်တွေဖြစ်တယ်လို့သူကပြောပြပါရယ်။ဒါပြင်အော်တိုဘားလ17ရက်နေ့မနက်ပိုင်းက6ဦးနဲ့အနောက်ချမ်းနဲ့အနောက်မြောက်ချမ်းကပြည်သူတွေကိုစစ်တပ်ကစစ်တပ်လေဒီနဲ့ပုံကျဲတာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေအပြင်ချင်းတွင်းမြေအတွင်းကနေစုံစင်းလာတဲ့စစ်သည်မော်နဲ့ ့ဖလက်ခွန်တွေပေါ်ကနေလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြက်ခတ်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။အော်တိုဝါလာ6ရက်နေ့ည7နာရီလောက်ကချောင်းမြို့နယ်ဘုံတို့ကျေးရွာအနီးကိုစစ်တပ်ကစီမီထုံဝိပုစုတောင်းပွဲကိုပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တန်းရရှိသူတွေစေဝါမရရှိတဲ့အတွက်နေ့စဉ်တိုက်ဆုံတာတွေနဲ့ရင်ဆိုင်နေကြရတယ်လို့သိရပါဗျ။ စကိုင်းတိုင်း6ဦးမြို့ထွေအုပ်ယုံနဲ့ရေစကန်ကို အော်တိုဘားလ10ရက်နေ့မနက်7:00နာရီလောက်ကဒရုန်းနဲ့ဘုံတိချတိုက်ခိုက်ခဲ့တာကြောင့်စစ်သားနဲ့ရဲတပ်ဖွဲ့ဝင်3ယောက်သေဆုံးခဲ့ရတယ်လို့6ဦးမြို့နယ်အညာမိုင်းဆိုးမိသားစုအဖွဲ့စီကသိရပါဗျ။အော်တိုဘားလ6ရက်နေ့ည7:00နာရီနဲ့ည7:00နာရီလောက်က6ဦးမြို့နယ်ဘုံတို့ရွာကိုစစ်တပ်ကစစ်တပ်လေထီနဲ့ဘုံကျဲချခဲ့တာကြောင့်ပြည်သူတွေသေဆုံးခဲ့ရတဲ့အပေါ်အခုလိုလက်တော့ပြန်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ ထရုတ်ယုံတွေကစစ်သား၂ယောက်နဲ့ရဲစခန်းတွေကတယောက်သေဆုံးခဲ့ပြီးတော်လိုင်းတပ်ဘက်ကတော့အထိခိုက်သူမရှိခဲ့ဘူးလို့အညာမိုင်းစိုးမိသားစုအဖွဲ့တော်ဝင်ရှိသူကပြောပါရယ်ရဲစခန်းနဲ့ထရုတ်ယုံဘက်ကပောက်ကွဲတံကြားပြီးတဲ့နောက်ပိုင်းမြို့ရဲမှာလူတွေအကုန်လှုပ်လှုပ်ရှားရှားဖြစ်ကုန်လို့ဈေးမှာဈေးရောင်းရင်းပိတ်ပြီးပြန်ခဲ့ရတယ်လို့ဈေးရောင်းနေတဲ့ဒေသခံတယောက်ကပြောပြပါရယ် ဒါပြင်ဘုံချခံရတဲ့နေရာမှာထိခိုက်သူရှိတယ်လို့သိထားရပြီးအရေးအတွက်အတိအကျကိုတော့မသိရသေးဘူးလို့သူကဆက်ပြောပြပါတယ်။အခုလိုမျိုးတိုက်ခိုက်ခံရတာကြောင့်စစ်တပ်ဘက်ကမြို့တွဲလုံခြုံရေးကင်းလဲစစ်ဆေးတာတွေလှုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်ရှင်။စကိုင်းတိုင်းချောင်းဦးမြို့နယ်ဘုံတိုကျေးရွာသတင်းကြုံမီထုံပွဲကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သူတွေနဲ့ဆက်ဆက်ပါဝင်သူတွေရဲ့သတင်းအချက်အလက်တွေကိုပေးပို့ကြဖို့ People Security Force PSF မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကဖိတ်ခေါ်ထားတယ်လို့သိရပါဗျ။ လူမဆန်စွာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ပါရာမော်တာပိုင်လော့မောင်းသူတရက်ခန့်နဲ့ဆက်ဆက်တဲ့စစ်တပ်သတင်းပေးသူတွေကိုအပြစ်ပေးစီရင်နိုင်ဖို့သူတို့တွေရဲ့သက်ဆိုင်တဲ့သတင်းချက်လက်တွေကိုတောင်းယူရတာဖြစ်တယ်လို့မုံရွာမျိုးနယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပြည်ကြားရေးတာဝန်ခံက TV ကိုပြောခဲ့ပါတယ်။ ပြည်သူတွေနဲ့တော်လိုင်းတက်ဖွဲ့တွေကသတင်းချက်လက်တွေကို People Security Force PSF မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့လူမှုကွန်ရက်စာမျက်နှာရဲ့ Messenger ကနေတဆင့်လုံခြုံစိတ်ချစွာပေးပို့နိုင်တယ်လို့သူကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ6ရက်နေ့ညပိုင်းကစစ်တပ်ကစစ်တပ်လေထီနဲ့သတင်းကြုံမီထုံပွဲတော်အတွင်းကိုလေကြောင်းကနေဘုံနှစ်ကြိမ်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံပြည်သူအယောက်20လောက်သေဆုံးခဲ့ပြီးစေကူတော်မှုခံယူနေသူအယောက်40နီးပါးထဲမှာအသက်အန္တရာယ်ဆုံးရရသူတွေလည်းရှိနေတယ်လို့သိရပါတယ်ရှင်။ မြန်မာတို့ရဲ့အထုံးမြက်ထားရာသတင်းကြော်လာပြင်းနေမှာစကိုင်းတိုင်းချောင်းမြို့နယ်ဖုံတိုရွာကစစ်တပ်ကပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အရသာအများပြားတိုက်ဆုံခဲ့ရတယ်လို့တိုက်ဆုံခဲ့ရတဲ့အထဲမှာလည်းကလင်းငယ်တွေပါပါဝင်နေတဲ့အတွက်ဒီလိုတိုက်ခိုက်မှုမျိုးကိုလက်မခံကြောင်းပြည်ထောင်စုဩစတြေးလျတပ်ရုံးတွေကရှုံချလိုက်ပါတယ်မြန်မာပြည်သူများအပေါ်အကြမ်းဖက်မှုများဆက်လက်ကျူးလွန်နေတဲ့မြန်မာစစ်အစိုးရရဲ့လှုပ်ရက်ကို UK အစိုးရအနေနဲ့ရှုံချပါဗျ။မြန်မာစစ်တပ်အပါအဝင်သက်ဆိုင်ရာအဖွဲ့အစည်းများအလုံးအား အယတားပြည်သူများအထူးသဖြင့်ကလေးငယ်များကိုအကာအကွယ်ပေးဖို့တိုက်တွန်းပါတယ်လို့ပြည်ထောင်စုအကြီးအကဲအန်ဒရူးဂျက်ဆန်ကဆိုထားပါတယ်။ ။အော်စတြေးလျတန်ယုံကလည်းအကြမ်းဖက်မှုတွေကိုချက်ချင်းပြတ်တန့်ဖို့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုအတားအဆီးမရှိဘေးကင်းစွာပေးနိုင်ဖို့မတရားထိန်းသိမ်းခံထားတဲ့အကျဉ်းသားတွေကိုလွှတ်ပေးဖို့နဲ့အားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေကိုလှုံ့ဆော်ဖို့ကိုလည်းတောင်းဆိုခဲ့ပါတယ်။စကိုင်းတိုင်းချောင်းမြို့နယ်ဘုံတူရွာမှာအော်တိုဘာလ6ရက်နေ့ကဆရာနာရှင်စန့်ကျင်ရေးစီမီတပိတ်ပြုတ်လုံနေတော့မုံရွာနောက်မခကတက်လာတဲ့ပါရာမော်တာနဲ့ဘုံချဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်တွေအပါအဝင်သေဆုံးသူအယောက်40ထပ်မင်းရှိခဲ့ပါတယ်ရှင်။ ြည်တွင်း73စီဈေးတွေကနှစ်ပတ်ဆက်တိုက်ပြန်လည်ကျဆင်းလာပြီးအောက်တိန်92တလီတာဈေးနှုန်းက10,800အောက်ထိရောက်ရှိလာပါတယ်။73စီတင်သွင်းတုံလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကပြီးခဲ့တဲ့သတင်းပတ်မှာမူရင်းဈေးထက် တလီတာကို35ချက်ကနေချက်60ထိဈေးနှုန်းလျှော့ပြီးသတ်မှတ်ခဲ့ကအခုသတင်းပတ်မှာလည်းချက်40ကနေ100ကြာထပ်ပြီးလျှော့ချသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ဈေးကွက်လေးလာသူတွေကတော့ပြည်တွင်းဒေါ်လာလဲလှယ်နှုန်းပြန်ကျနေတာနဲ့ကမ္ဘာ73စီဈေးနှုန်းတွေကျဆင်းလာတာကြောင့်ပြည်တွင်းဈေးနှုန်းတွေလည်းရော့ကျလာတာဖြစ်တယ်လို့သုံးသပ်ကြပါတယ်။ကော်မတီကအော်တိုဘာလ10ရက်နေ့မှာသတ်မှတ်တဲ့ရန်ကုန်အထိုင်73စီဈေးနှုန်းတွေကတော့ဒီဇယ်တလီတာကို2500ငါးချက် အစစ်မြင့်ဒီဇယ်တလီတာကို3050ကျပ်အောက်တိန်92တလီတာကို2930ကျပ်နဲ့အောက်တိန်95တလီတာကို2800ကျပ်ဈေးရှိနေပါတယ်။ Brand ရေနံစိမ်းတစီဈေးနှုန်းကတော့အော်တိုဝါလာ10ရက်နေ့မှာ American Dollar 64.35ဒေါ်လာရှိပြီးတရာခိုင်နှုန်းကျော်ကျဆင်းသွားခဲ့ပါတယ်။ကမ္ဘာရေနံဈေးကွက်အဆောင်ကြည့်သူတွေရဲ့အဆိုအရအရှိအလယ်ပိုင်းဒေသမှာပြိပခတ်တွေလျော့နေလာပြီးငြိမ်းချမ်းရေးအလားအလာတွေပေါ်ထွက်လာတာကြောင့်ရေနံဈေးနှုန်းတွေကျဆင်းလာတာဖြစ်တယ်လို့သိရပါတယ်ရှင်။ စကိုင်းတိုင်းကလေးမြို့နယ်နန်းဆောင်ပို့ရွာတိရွာကိုစစ်ကောင်မရှင်တပ်က အော်တိုဘလ10ရက်နေ့ညနေ4နာရီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်သူများပြားခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ Jet Fighter တစ်စီးကဘုံကျဲသွားတာဖြစ်ပြီးဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေမရတဲ့အတွက်ထိခိုက်ပျက်စီးတာများတယ်လို့ပဲကနဦးသတင်းရရှိထားတဲ့ကအသေးစိတ်တော့မသိရသေးဘူးလို့ဒေသခံတယောက်က TV ကိုပြောပါဗျ။ စစ်တပ်ကကလေးမျိုးနယ်နဲ့ချင်းပြည်နယ်အစကစီရေးနဲ့မသက်ဆိုင်တဲ့ပြည်သူတွေနေထိုင်တဲ့ကြေးရွာတွေကိုပိတ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်တာတွေနဲ့လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုမကြာခဏပြစ်လုပ်နေတာလို့တော်လိုင်းတပ်ဖွဲ့ဝင်တယောက်ကပြောပါရယ် ပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့ညနေပိုင်းကလည်းစစ်တပ်ကကလေးမြို့နယ်တင်သားကြီးရွာကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံပြည်သူ3ယောက်အပြင်းထန်ထဏ်ရရှိခဲ့သေးတယ်လို့သူကဆက်ပြောပြပါတယ်။ဒါ့အပြင် အော်တိုဘာလ10ရက်နေ့ည7:00နာရီလောက်ကစစ်ကော်မရှင်တပ်က jet fighter တစ်စီးနဲ့ချင်းပြည်နယ်မတူဘီမြို့မိသက်ယုံအနီးကိုဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပြီးထိခိုက်ပျက်စီးမှုရဲ့အခြေအနေကိုတော့စုံစမ်းဆဲဖြစ်တယ်လို့ CDF မတူဘီစီကသိရပါတယ်ရှင်။ မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ရဲ့အော်တိုဝါလာ9ရက်နေ့မြန်မာပြည်ခီးစဉ်မှာအာဆီယံဘုံသဘောတူညီချက်9ရက်ရဲ့အထူးအနှစ်သာရတွေဖြစ်တဲ့အကြမ်းဖက်မှုရက်စဲရေးလူသားချင်းစာနာထောက်ထားမှုအကူအညီတွေနဲ့မြန်မာနိုင်ငံကသက်ဆိုင်သူအားလုံးပါဝင်တဲ့ဆွေးနွေးမှုပြုလုပ်ရေးတွေဟာအရေးကြီးတယ်လို့ပြောကြားခဲ့ကြောင်းမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးဌာနကအော်တိုဝါလာ10ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးရဲ့နေချင်းပြန်ခီးစဉ်အတွင်းမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်း စစ်ကော်မရှင်ဝန်ကြီးချုပ်ဦးညိုစောနဲ့စစ်ကော်မရှင်နိုင်ငံသားရေးဝန်ကြီးဦးတန်းဆွေတို့ကိုတရားစီတွေ့ဆုံခဲ့ပါတယ်အဲ့လိုတွေးဆောင်ရမှာဆေးဥစုဘက်ကနှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပဖို့စီမံချက်အကြောင်းရှင်းပြခဲ့ကြပြီးဒီရှင်းပြချက်ကိုတော့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်အနေနဲ့ရွေးကောက်ပွဲတွေကိုနိုင်ငံရေးပါတီတွေနဲ့သက်ဆိုင်သူအားလုံးပါဝင်ရှင်းပြမှုနဲ့သာကျင်းပသင့်တယ်လို့ပြန်လည်ပြောဆိုခဲ့ကြောင်းမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်ကောင်မရှင်ရဲ့သတင်းထုတ်ပြန်ချက်တွေမှာတော့မလေးရှားနိုင်ငံသားဝင်ကြီးဟာရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ပြင်ဆင်နေမှုတွေကိုတွေ့ခဲ့ရတဲ့အတွက်ဝမ်းသာကြောင်းပြောခဲ့တယ်လို့ထုတ်ပြန်ထားတာဖြစ်ပါတယ်ရှင်တောင်ကိုရီးယားနိုင်ငံမှာနိုင်ငံသားအချင်းချင်းကြမ်းတမ်းစွာစကားပြောဆိုလို့အမှုဖြစ်ရတဲ့အရေးအတွက်ထဲမှာမြန်မာနိုင်ငံသားအရေးအတွက်ကအနည်းဆုံးအဆင့်ရှိတယ်လို့အဲ့ဒီနိုင်ငံရဲ့ရဲဌာနချုပ်ရဲ့ထုတ်ပြန်ချက်ကနေသိရပါဗျာ။ တောင်ကိုရီးယားနိုင်ငံမှာ2022ခုနှစ်ကနေ2025ဩဂတ်လအထိနိုင်ငံသားသားအချင်းချင်းကြမ်းတမ်းစွာစကားပြောဆိုတာဂုံတိတ်ခါကြဆင်းအောင်ပြုမှုတာတွေကြောင့်ဖြစ်တဲ့အမှုတွေနဲ့ပတ်သက်လို့ရဲဌာနချုပ်ကအော်တိုဘားလ10ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်တယ်လို့အဲဒီနိုင်ငံရဲ့သတင်းဌာနတွေမှာဖော်ပြထားပါတယ် ိုင်ငံခြားသောအချင်းချင်းကြမ်းတမ်းစွာစကားပြောဆိုလို့ဖြစ်ရတဲ့အမှုပေါင်း140မှုရှိခဲ့ပြီးတရုတ်နိုင်ငံသားတွေက56မှုနဲ့အများဆုံးဖြစ်ကမြန်မာကအမှုနှမှုပဲရှိခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံသားတွေနီးတူအီဂျစ်၊ကာဇက်စတန်၊ကမ္ဘောဒီးယားနိုင်ငံသားတွေကလည်းအမှုနှမှုစီပဲရှိခဲ့ကြသလိုတမှုစီပဲရှိတဲ့တခြား6နိုင်ငံလည်းရှိနေတာကိုထုတ်ပြန်ချက်စည်းရုံးတွေမှာတွေ့ရပါတယ်။ တောင်ကိုရီးယားရောက်အရှိတောင်အာရှနိုင်ငံသားတွေထဲမှာဗီယက်နမ်နိုင်ငံက9မှုဖိလစ်ပိုင်က4မှုထိုင်းက3မှုနဲ့မြန်မာထက်အမှုရေအတွက်ပိုများတယ်လို့သိရပါတယ်ရှင်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်မကြီးကုန်းကြီးရွာအနီးတဝိုက်ကိုစစ်ကောင်မရှင်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုံဆောင်နေတာကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်တယောက်ကြဆုံးပြီးတယောက်ထဏ်ရာရှိခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့တွေစီကသိရပါဗျာ။ အော်တိုဘာလ9ရက်နေ့နဲ့10ရက်နေ့ကစစ်ကော်မရှင်ကဂျက်ဖိုက်တာနဲ့တရက်ကို3စီးလောက်ဘုံကျဲတိုက်ခိုက်နေတာလို့သိရပါဗျ။ဘုံကျဲခံရတဲ့နေရာတွေဘက်ကိုဆက်သွယ်လို့မရသေးပဲ။တရားတလောက်ကတော့ရဲဘော်တယောက်ကြပြီးတယောက်ထံရရှိခဲ့တယ်လို့နှထိုးကြီးမြို့နယ်အခြေစိုက်တော်လိုင်းတပ်ဖွဲ့ဝင်တယောက်ကဒီဗီကိုပြောပါဗျ။အော်တိုဘားလာ၈ရက်နေ့မနက်ပိုင်းကမကြီးကုန်းကျေးရွာဖုန်ကြီးကျောင်းဖုန်ကျဲတိုက်ခိုက်မှုအတွင်းဒဏ်ရာပြင်းထန်တဲ့အတွက်မန္တလေးစေယုံကြီးမှာစေကူတောင်းမှုခံယူနေတဲ့မမိုးသူစာလဲအော်တိုဘားလာ၉ရက်နေ့ညနေပိုင်းကဆုံးသွားခဲ့တယ်လို့နှထိုးကြီးမြို့ နယ်လူအခွင့်ရေးတာဝန်ခံကိုရန်ကုန်ကပြောပါရယ်လက်ရှိမှာလည်းနထိုးကြီးမြို့နယ်တောင်ဘက်ချမ်းကကြေးရွာတွေကိုစစ်တပ်ကမြေပြင်စစ်ကြောင်းထိုးတာလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေကြောင့်မကြီးကုန်းကြေးရွာအပါအဝင် အနီးနားကြေးရွာကဒေသခံအယောက်2000လောက်ဟာနေရွှန့်ခွာထွက်ပြေးနေကြရတယ်လို့ကိုကြီးဆောင်ရက်ပေးနေသူတွေစီကသိရပါရယ်ရှင် နေပြည်တော်တက်ကုန်းမြို့နယ်မှာမိုးသည်ထန်စွာရွာသွန်းမှုကြောင့်တောင်ကြရေတွေကျဆင်းလာပြီးရေကြီးရေလျှံမှုတွေစတင်ဖြစ်ပေါ်နေတယ်လို့ဒေသခံတွေကပြောပါရယ်။ အော်တိုဝါလာ9ရက်နေ့ညပိုင်းကစတင်လို့ညလုံးပေါက်မိုးသဲထန်စွာရွာသွန်းတဲ့အတွက်တောင်ကြီးတွေကြဆင်းလာပြီးတက်ကုန်းမြို့နယ်တွေကနှဝင်းချောင်းရီပါမြင့်တက်လာတဲ့အတွက်အနော်ရထားရက်ကွက်နေမြေ73ရေးမပဲဖုံးတော်ကြီးကြောင်းနဲ့အနေပိုင်းရက်ကွက်ကလူနေအိမ်တွေအပြင်ကျေးရွာတချို့တဲကိုရေရီစတင်ဝင်ရောက်လာက ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နေတယ်လို့တက်ကုန်းမြို့ကန်တယောက်ကပြောပါတယ် လက်ရှိရေကြီးရန်နာတွေဖြစ်နေတဲ့မြင်းနေပိုင်းနဲ့နဝင်းချောင်းပေးဒေသခံတွေဟာရေပေးလွတ်တဲ့တက်ကုန်းမြို့ပေါ်ကဖုံးတော်ကြီးเจ้าမှာယာယီပြောင်းရွှေ့နေထိုင်နေကြပြီးမိုးဆက်ရွာနေရင်အကုံရေမြို့ကုံမှာဖြစ်တာကြောင့်အခုလိုတိမ်းရှောင်နေတာအကောင်းဆုံးဖြစ်တယ်လို့ကုညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူတို့ကပြောပါတယ်။ နောက်ဆုံးရရှိထားတဲ့အချက်အလက်တွေအရအော်တိုဘာလ10ရက်နေ့နေ့လယ်ပိုင်းအထိနေပြည်တော်တက်ကုန်းမြို့နယ်တွေကအထက်ပိုင်းဒေသတွေမှာမိုးဆက်လက်ရွာသွန်းမှုရှိနေတဲ့အတွက်တောင်ကြားရေထပ်တိုးလာပွဲရှိတယ်လို့ကုညီကယ်ဇေယျအဖွဲ့ရိစီကနေတစ်ဆက်သိရပါဗျာရှင်။ မလေးရှားနိုင်ငံအနေနဲ့2025ခုနှစ်ရဲ့အလှည့်ကျဥက္ကဋ္ဌဖြစ်တာဝန်ယူဆောင်ရွက်နေတဲ့တခြားမှာအာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဦးဆောင်ပြီးမြမအရေးတွေကိုဖြည့်ရှင်းဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG, NUCC, CRPH စတဲ့အဖွဲ့အစည်းတွေအပြင်တိုင်းဒေသလက်နက်ကင်ဒေါ်လန်ရေးအဖွဲ့တွေတိုင်းဒေသရေးရာအတိုင်းမေခံကောင်စီတွေ Federal Unit တွေနဲ့တခြားကိုယ်စားပြုအဖွဲ့အစည်းပေါင်းစုံကကိုယ်စားလှယ်တွေနဲ့တွဲဆောင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG က အော်တိုဘာလ17ရက်နေ့ကထုတ်ပြန်ပါတယ်အဲ့ဒီတွဲဆောင်ဆွေးနွေးမှုတွေကနေစစ်တပ်ရဲ့ရွှေကောက်ပွဲညှင်းပယ်ဖို့တော်လိုင်းတက်တွေအကြားစူးစီးညီညွတ်မှုတိစောက်ဖို့အားလုံးပါဝင်တဲ့နိုင်ငံရေးတွဲဆောင်ဆွေးနွေးမှုအကောင့်ထဲပေါ်ဖို့စတဲ့အဓိကရလဒ်6ခုရှိခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ အဖွဲ့အစည်း20လောက်ပါတဲ့ဒေါ်လိုင်းအင်အားစုတွေဘက်ကအာဆီယံအနေနဲ့စေအုပ်စုကပြုလုပ်မဲ့ဘယ်ရွေးကောက်ပွဲကိုမဆိုညှင်းပယ်ပြီးအတိအမှတ်မပြုဘူး။အယက်သားတွေအပေါ်ကိုအကြမ်းဖက်မှုကနေကာကွယ်ဖို့အတွက်ချက်ချင်းအရေးယူဆောင်ရွက်ပေးဖို့လေကြောင်းတိုက်ခိုက်မှုပြည်သူတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုအပေါ်တိတ်ဆိတ်နေဖို့ကိုအဆုံးသတ်ဖို့တောင်ဆန်းစုကြည်သမရဦးဝင်းမြင့်အပါအဝင်ဖန်စီခံထားတဲ့နိုင်ငံရေးကျင်းသားတွေအားလုံးကိုချက်ချင်းလှုပ်ပေးဖို့ ။အာဆီယံသဘောတူညီချက်တွေကိုမလိုက်နာတဲ့စစ်တပ်ကိုတာဝန်ခံစေပြီးတန်တမန်ရေးအရေးယူမှုအာဆီယံစည်းဝေးတွေကနေဖယ်ရှားအရေးယူဖို့နဲ့စစ်တပ်ကအာဆီယံဘုံသဘောတူညီချက်ကိုအကောင့်ထဲပေါ်ရင်းနိုင်ငံတကာနဲ့အတူဖိအားပေးအရေးယူဖို့စာရီကိုစုပေါင်းတောင်းဆိုခဲ့ကြပါရဲ့ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံနယ်ပင်လောင်မြို့နယ်ကြားကလုံပြင်ကျေးရွာအုပ်စုမြောင်းစလုံးကျေးရွာကိုစစ်ကောင်မရှင်တက်တဲ့ပအိုးမျိုးသားတက်တော့ PNA တို့ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ PNOC ကသိရပါဗျ။တော်လိုင်းရေးတက်တွေလင်းနေကြထိန်းချုပ်ပြီးစခန်းချနေထိုင်ခဲ့တဲ့မြောင်းစလုံးရွာကိုအော်တိုဘားလ9ရက်နေ့နဲ့10ရက်နေ့ကစစ်တပ်နဲ့ PNA တို့ပူးပေါင်းပြီးနေမီရှင်းလင်းရေးဆောင်ရွက်နိုင်ခဲ့ပြီလို့ထုတ်ပြန်ထားပါဗျ။ မြောက်စလုံးကြီးရွာကိုတော်လန်ရေးတက်တွေကရွာကိုမီးရှို့ခဲ့တယ်လို့ PNO ပြည်သူ့စစ်ဘက်ကဆွဆွဲထားပါတယ်။အဲ့ဒီလိုမီးရှို့တယ်ဆိုတာကသူတို့ဝင်တဲ့ရွာတိုင်းကိုမီးရှို့ပြီးပအိုးဒေသတစ်ခုလုံးမှာလည်းသူတို့ရဲ့အဲ့ဒီလိုမျိုးလုပ်နေတာကိုတော်လန်ရေးတက်ဘက်ကရှို့တယ်ဆိုပြီးတော့သတင်းတို့သတင်းမှားတွေဖြန့်တာသူတို့လုံနေကြလို့ပအိုးမျိုးသားလူမျိုးရေးတက်မတော် PNL တက်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကိုခရိန်ရန်ကပြောပါတယ်။ဒါအပြင်ပြည်သူ့စစ်တွေအကုန်လုံးမီးရှို့တဲ့ဗီဒီယိုဖိုင်တွေအများအပြားရှိပြီးဒီလိုလိုရဲ့တွေကတော်လန်ရေးတက်တွေလောက်ခဲ့တာမရှိဘူး ဘူးလို့သူကပြောပါတယ်။မြောက်စလုံးကြီးရွာထဲမှာဒေါ်လိုင်းတက်တွေထောင်ထားခဲ့တဲ့မိုင်းတွေကိုရှင်းလင်းပြီးရင်ဒေသခံပြည်သူတွေနေရက်ကိုပြန်လာနေနိုင်တော့မှာဖြစ်တယ်လို့ PNA ကအဝါဒဖြန့်ထားပါတယ်။အော်တိုဝါလာ9ရက်နေ့ကစစ်တပ်နဲ့ PNO ပူးပေါင်းပြီးအင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်လာတာကြောင့်ဒေါ်လိုင်းတက်တွေဟာပြန်လည်ဆုတ်ခွာပေးလိုက်ရပြီး PNO နဲ့စစ်တပ်ကမီးရှို့တာကြောင့်မြောက်စလုံးရွာကနေအများပြားမီးလောင်သွားတယ်လို့ဒေါ်လိုင်းတက်တွေစီကသိရပါတယ်ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နောက်ဖက်ချမ်းမှာတင်းရှောင်နေရတဲ့စစ်ပီးရှောင်အိမ်အောင်စု900နီးပါးလူဦးရေ1900ကျော်အတွက်စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတယ်လို့စစ်ရှောင်စခန်တာဝန်ရှိသူတွေကသိရပါဗျ။စစ်ပီးရှောင်တွေဟာစစ်ရှောင်ကာလ၄နှစ်ကျော်ရှိပြီဖြစ်တဲ့အပြင်လက်ရှိမှာလမ်းမဆက်သွယ်ရေးခက်ခဲတာတောင်ရမလုပ်ကင်နိုင်တာကြောင့်အစားအသောက်ပြက်လက်တာတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ပြောပါဗျ။ ်လက်ရှိမှာအရေးစပေးဆောင်တွေအတွက်ဆန်ရေးခါပါပြက်လက်နေပြီလို့စပေးဆောင်ရေးကူညီပေးနေတဲ့နေဦးရောင်ကြီးဖောင်ဒေးရှင်းကကိုဂျူလိုင်ကပြောပါတယ်မိုးပြေဘက်ကနေလာရောက်ဆစ်ဆောင်နေတဲ့ဒေသခံတွေဟာဖေခေါ်နောက်ဖက်ချမ်းကဆစ်ဆောင်စကန်၅ခုမှာနေထိုင်ကြပြီးကလေးအမျိုးသမီးနဲ့တက်ကြီးရွယ်အိုတွေအများစုပါဝင်ကြတယ်လို့ဆိုပါရယ် အဲ့ဒီပတ်ဝန်းကျင်ကရွာကန်တွေကသူတို့လေယာတွေမှာရောက်လာတဲ့စပေးရှောင်တွေကိုပေးဆိုင်ကြပေမဲ့လေကြောင်းနဲ့မြေမြုံမိုင်းအန္တရာယ်ကြောင့်နည်းနည်းပဲစိုက်ပျိုးနိုင်တယ်လို့သိရပါဗျ။ဖေခုံရေးအရှိတ်ချမ်းကို2025ခုနှစ်ဇွန်လအစောပိုင်းကစပြီးစစ်တပ်နဲ့ PNO ပြည်သူစစ်တို့ကစစ်ကြောင်းထိုးတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ1000ကျော်စပေးတင်းရှောင်ထွက်ပြေးခဲ့ကြပြီးဖေခုံရေးအနောက်ဘက်ကျမ်းမှာစစ်ရှောင်ဥယေပိုးပြီးများပြားလာခဲ့တာဖြစ်ပါတယ်ရှင်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ဗန်လမုတ်ကြီးရွာကနှွားចောင်းသွားတဲ့ဒေသခံ၂ယောက်ကို PDF နဲ့ပတ်သက်ဆက်နွယ်တယ်လို့ဆွဆွဲပြီးစစ်တပ်ကဖမ်းဆီးချုံနှောင်ခဲ့ပြီးတဲ့နောက်အော်တိုဘားလ၁၀ရက်နေ့မွန်လွယ်၃နိုင်လောက်ကပြန်လွတ်လာခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။ အော်တိုဘားလ10ရက်နေ့မနက်9နာရီလောက်ကအသက်60အရွယ်ဦးယူထိန်နဲ့သူဖြစ်သူအသက်30အရွယ်ကိုစန်းထိုက်တို့ကိုဘန်လမှုကျေးရွာလမ်းဆောင်မှာစစ်သားတွေဖမ်းဆီးထုတ်နှောင်ပြီးမော်တုံးရွာအခြေဆိုင်306အမြောက်တပ်ကိုခေါ်ဆောင်သွားခဲ့တယ်လို့သိရပါဗျ။ဒါပြင်ကိုစန်းထိုက်ကိုတော်လိုင်းတပ်တွေကိုထောက်ပို့တယ်လို့တိုင်ထားတာရှိတယ်ဆိုပြီးတပ်ပစ်မယ်လို့ဒါနဲ့အရွယ်ကချင်းချောက်တဲ့အတွက်ဦးလေးဖြစ်သူကငိုယူပြီးတောင်းပန်ခဲ့ရတယ်လို့လည်းဆိုပါဗျ။ သူတို့လူမျိုးရေးအတွက်ရွာကမိသားစုဝင်တွေအုပ်စုလိုက်အမြောက်တပ်ကိုလိုက်သွားပြီးတည်ရင်မှုနဲ့တွေးဆုံပြောဆိုကပြန်ခေါ်လာခဲ့ရတာလို့ဒေသခံတယောက်ကပြောပါတယ် ဘလမွေကျွာမှာတိုက်ပွဲတွေကြောင့်ရွာလုံးကျွနီးပါးနှစ်နဲ့ချီဆစ်ဆောင်နေကြပြီးဒေသခံအနေငယ်လောက်ကြရင်ခဲကရွာတွေကလူနေအိမ်တွေနဲ့လမ်းစုံလမ်းကွာတွေမှာစစ်တပ်ကအထိုင်ချပြီးသွာလာလှုပ်ရှားနေတယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့နှစ်ကလည်းဆစ်ဆောင်နေလိုအပ်တဲ့ရိခါပစ္စည်းတွေကိုယူဖို့ဘလမွေကျွာကိုခေတ္တပြောင်းဝင်သွားတဲ့ကျေးရွာသားတွေကိုစစ်တပ်ကဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တကူရွာမီးသက်ရုံအဆောက်အုံကိုစက်တင်ဘာလ10ရက်နေ့မနက်9နာရီလောက်ကစစ်ကောင်မရှင်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တောင်းသားကလေးငယ်အပါဝင်အရတား14ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး4ယောက်စိုးရင်ရတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်မရှင်ကဂျက်ဖိုက်တာနဲ့တကူရွာစာတင်ကျောင်းနဲ့ဈေးအနီးကမီးသက်ရုံအဆောက်အုံကိုပေါင်300ဘုံနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်လမ်းသွားလမ်းလာတွေနဲ့တောင်းသားကျောင်းသူတွေထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ် ။ဒါ့အပြင်မိသက်ရုံအဆောက်အုံရဲ့အရှိတ်တချမ်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထိခိုက်မှုကြောင့်အသက်၈နှစ်နဲ့15နှစ်အရွယ်ကျောင်းသား၂ယောက်အသက်32နှစ်နဲ့36နှစ်အရွယ်အရက်သား၂ယောက်ဆိုရတဲ့အရာရှိခဲ့ပြီးစေဝါကုသမှုတွေခံယူနေကြရတယ်လို့ဒေသခံတွေနဲ့တော်လိုင်းတပ်ဖွဲ့တွေစီကသိရပါဗျ။ အသက်32နှစ်အရွယ်အမျိုးသမီးကခန္ဓာကိုယ်တစ်ခုလုံးမှာဒဏ်ရာရခဲ့ပြီးအသက်7နှစ်အရွယ်ကလေးကဘယ်ဘက်လက်မှာဆူဆူဝါးဒဏ်ရာရထားတယ်လို့သိရပါဗျ။ဒါပြင်အသက်15နှစ်အရွယ်ကလေးကလက်နဲ့ခြေထောက်မှာထိခိုက်ထားပြီးအသက်36နှစ်အရွယ်ပြည်သူတယောက်ကလည်းဘယ်လက်နဲ့ညာဘက်ခြေထောက်တွေမှာထိခိုက်ခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တယောက်ကပြောပါဗျ။အခုဘုံကျဲတိုက်ခိုက်ခံခဲ့ရတဲ့တကူကြီးရွာဟာတော်လိုင်းတပ်ဖွဲ့တွေရဲ့စုံမုံနယ်မြေဖြစ်ပြီးမြေပြင်မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲတိုက်ခိုက်ခဲ့တာလို့ဒေသခံတွေစီကသိရပါဗျ။ AR တိုင်းငရုတ်ကောင်းမြို့မှာရခိုင်ပြည်နယ်ကစစ်ပေးဆောင်9ရောက်ကိုအော်တိုဝါလာ6ရက်နေ့ကစစ်တပ်ကဖမ်းဆီးထားတယ်လို့စစ်ဆောင်အရေးကူညီပေးနေသူတွေစီကသိရပါဗျ။အဖမ်းခံရတဲ့စစ်ပေးဆောင်တွေဟာကြောက်ဖြူမြို့နယ်ကဖြစ်ပြီးဒေသရင်းတိုက်ပွဲတွေပြင်းထန်နေတာကြောင့်နေရဲစွန့်ခွာထွက်ပြေးလာတဲ့သူတွေဖြစ်ကာရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ချောင်းဝသဒ္ဒနာအယောက်မှာဖမ်းဆီးခံရတာဖြစ်တယ်လို့စစ်ဆောင်အရေးကူညီပေးနေသူတို့ကပြောပါဗျ။ ်အခုလိုဖမ်းခံရတဲ့ရခိုင်စစ်ဘေးရှောင်9ယောက်ဟာအမျိုးသား9ယောက်နဲ့အမျိုးသမီး2ယောက်ဖြစ်ပြီးစစ်ကောင်စီတပ်ကအမျိုးသား9ယောက်ကိုတီးတန့်စစ်ဆေးဖို့ဆိုပြီးစစ်ကားနဲ့ခေါ်သွားတယ်လို့စစ်ကောင်စီတပ်နဲ့နှိစက်သူတွေစီကသိရပါဗျ။ လက်တလောရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ငရုတ်ကောင်းဒေသမှာစစ်ကောင်စီကတိုက်ရင်အားဖြည့်တင်းထားသလိုရေတပ်နဲ့ခြေလင်းတပ်ပေါင်းပြီးကင်းလဲစစ်ဆေးတာတွေလည်းတုံ့မြင့်လှုပ်ဆောင်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့ကလည်း AR တိုင်းနဲ့ရခိုင်ပြည်နယ်အဆက်ဟိုင်းကြီးကျွန်းပင်လယ်ပြင်မှာရေလုံသားနှစ်ယောက်ကိုစစ်ကောင်စီတပ်ကအရခတတော်အေအေနဲ့ဆက်သွယ်မှုရှိတယ်ဆိုပြီးဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ ရန်ကုန်မြို့အင်းစိန်အကျဉ်းထောင်ကနေအော်တိုဘားလ10ရက်နေ့ကလွတ်ရက်စေးလို့ပြန်လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသားဖြစ်သူ88မျိုးဆက်ငင်းချင်ရင်နဲ့ပွင့်လင်းလို့ဖွဲ့စည်းကအကိုမျိုးကြော်ကြော်ခေါ်ကိုဇော်ဝဲမောင်ကိုထောင်ပူဝမှာပဲစစ်ကောင်မရှင်လောက်ခံရဲတပ်ဖွဲ့ကပြန်လည်ဖမ်းဆီးခဲ့တယ်လို့သူနဲ့နှီးဆက်သူတွေစီကသိရပါဗျ။ ကိုဇော်ဝင်းမောင်ဟာ2021ခုနှစ်စက်တင်ဘာလကဖမ်းဆီးခံခဲ့ရပြီးထောင်ဒဏ်6နှစ်ချမှတ်ခံခဲ့ရကအင်းစိန်အကျဉ်းထောင်မှာ၄နှစ်ပြစ်ဒဏ်ရင်ဆိုင်ခဲ့ရပြီးတဲ့နောက်ပြန်လွတ်လာတဲ့အချိန်ထပ်မံဖမ်းဆီးတာ ဖြစ်တယ်လို့သိရပါဗျ။ ။လှိုင်မျိုးနယ်ဗထောင်ချောင်းရဲစခန်းကထောင်ပေါ်ဝမှာပဲဖမ်းဆီးခေါ်ဆောင်သွားကအကြမ်းဖက်မှုပုံမှ52ကနဲ့ထတ်တိုးအမှုဖွင့်ပြီးချုံနောင်ထားတယ်လို့သူနဲ့ညီဆက်သူတယောက်က TV ကိုပြောပြပါဗျ။လက်ရှိမှာလည်းသူ့ရဲ့မိသားစုဝင်တွေဖြစ်တဲ့အမျိုးသမီးသားနှစ်ယောက်နဲ့အချင်းမဖြစ်သူကိုပါထောင်တန်း220အထိနှစ်ရှည်ထောင်တန်းတွေချမှတ်ခံထားရပါတယ်။စစ်တပ်ကကိုဇော်ဝင်းမောင်ကို မတရားဖမ်းဆီးပြီးပုံမှ18မြင်းဆောင်တေ905ကနဲ့အမှုဖွင့်ထားကထောင်တန်း6နှစ်ချတဲ့အပြင်ကိုကျ င်မီကိုဖြိုးစီယာတော်တို့နဲ့အမှုတွဲဖြစ်တယ်လို့စစ်တပ်ကထုတ်ပြန်ထားပါရဲ့ရှင်။